မင်္ဂလာပါရှင်ရန်ကုန်ခေတ်တည်ရမနက်ခေတ်သတင်းတွေကိုတက်ဆက်ပေးပါမယ်လူရချီတစ်ဆုံးခတ်တဲ့ငလင်ဘေးတင်မန္တလေးကဆန်ကန်းတွေအလုံးမှန်တကားတက်ဆက်ပြီးမှန်ချက်တွေကာရန်မင်းအောင်လိုင်ကအမိန့်ထုတ်ပြန်ကခင်မီမြို့တော်ဖြစ်ရအခုလာနောက်ဆုံးတာမှန်တွေတက်ဆက်ရမှာဖြစ်ပြီးမလိုက်နိုင်ရင်အရေးယူမယ်လို့ဆိုလိုက်ပါတယ်မြကြီးနာမြို့အမျိုးသမီးဘော်ဒါဆောင်ကိုဓမြတိုက်ပြီးမိခလေးငယ်လေးကိုလိမ်ပိုင်းဆိုင်ရာမဖွဲ့မရကျွလုံနဲ့ စစ်သားအောင်မျိုးခန့်ကိုပြည်သူတွေကဝိုင်းဝန်းဖမ်းဆီးရတဲ့တဲ့ပါဝင်ရန်ကုန်ခေတ္တရဲ့မနက်ခေတ္တရဲတွေကိုတက်ဆက်ပေးပါမယ်အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့အခုနှစ်မတ်လ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့သခိုင်းငလင်ကြီးကြောင့်လူရချီတည်ဆုံးခဲ့တဲ့ငလင်ဘေးတင်မင်းကလေးကစံကန်းတွေအလုံးကို မန္တကားတွေတက်ဆင်ပြီးမှန်ချက်တွေကာယံဖို့အတွက်မေအောင်လာရဲ့ညွန်ကြားချက်ရမန္တလေးစီပင်ကတည်င်းထုတ်ပြန်အမိန့်ထုတ်ပြန်လိုက်ပါတယ်။ပြည်ဦးလွင်မှာဆိုင်ကန်းတွေအားလုံးမှန်တကားနဲ့မှန်ချက်တွေကာယံတက်ဆင်ဖို့အတွက်အမိန့်ထုတ်ပြန်ပြီးအဲ့ဒီနောက်မှာမန္တလေးမြို့မှာပါမန္တလေးတိုင်းစီပင်တရားရေးကော်မတီကအမိန့်ထုတ်ပြန်လာတာလည်းဖြစ်ပါတယ်။အဲလိုဆိုင်ကန်းတွေအားလုံးမှန်တကားနဲ့မှန်ချက်တွေတက်ဆင်ခိုင်းရတာဟာကမ္ဘာနိုင်ငံအသီးသီးကခင်မီမြို့တော်တွေရဲ့ လမ်းဘေးဝဲရဈေးဆိုင်တွေလိုဖြစ်ပေါ်လာစေဖို့အတွက်လှုပ်ဆောင်တာဖြစ်တယ်လို့လည်းမန္တလေးစီပင်ကအကြောင်းပြထားပါဗျ။အဲ့ဒီလိုအမိန့်တွေထုတ်လာတာဟာအကြမ်းဖက်မင်းအောင်လှိုင်တရုတ်ကပြန်လာပြီးရနောက်မှာအခုလိုထွက်ပေါ်လာတာဖြစ်တယ်လို့လည်းနေပြည်တော်စစ်ပဲ့သတင်းမြစ်တွေကပြောပါဗျ။ငလင်ကြအသက်အိုးရင်စီးစိမ်ပျက်စီးဆုံးရှုံးမှုတွေမြပြနေတဲ့မန္တလေးမှာစီပင်ကအခုလိုလက်တွေမကျပဲအကုန်ကျများပြားတဲ့မှန်တကားနဲ့မှန်ချက်တွေကာယံတက်ဆင်ခိုင်းတာကြောင့် စီးပွားရေးမပြေလည်တဲ့ဆိုင်ကမ်းပိုင်ရှင်တွေဒုက္ခများနေရလို့လည်းသိရှိရပါတယ်။ဒါပေမဲ့မန္တလေးစီပင်ကတော့စက်တင်ဘာလ30ရက်နေ့နောက်ဆုံးထားပြီးမန္တလေးကဆိုင်ကမ်းတွေအားလုံးမှန်တကားနဲ့မှန်ချက်တွေကာယံတက်ဆင်ရမယ်လို့အမိန့်ထုတ်ပြန်ထားပြီးမလိုက်နိုင်ရင်ဒဏ်ငွေရိုက်တာ တရားစွဲတာတွေပြုလုပ်မှာဖြစ်ပြီးနှစ်ကြိမ်ကျူးလွန်ဖောက်ပြတဲ့စိုင်းပိုင်ရှင်တွေကိုစီကမ်းပြည့်စင်သွင်းမယ်လို့လည်းဆိုထားပါတယ်တတိယအကြိမ်ကျူးလွန်ရင်တော့စိုင်းကန်းကို တလပိတ်သိမ်းပြစ်ဒဏ်သတ်မှတ်မယ်လို့လည်းညွှန်ကြားချက်ထုတ်ပြန်ထားပါတယ်ရှင်ကချင်ပြည်နယ်ရဲ့တရင်တပုတ်ကိုတက်ဆက်ပေးကြပါတယ်ကချင်ပြည်နယ်မြကြီးနားမြို့စီတပ်ဘူးရက်ွက်ကအမျိုးသမီးဘော်ဒါဆောင်ကိုလက်နက်နဲ့ဝင်ရောက်ဓားမြတိုက်ပြီးမိန်းကလေးတွေကို လိမ်ပိုင်းဆန်ရံမဖွဲမရပြစ်လုခဲ့တယ် စစ်သားအောင်မျိုးခန့်ကိုပြည်သူတွေကဝိုင်းဝန်းဖမ်းဆီးလိုက်တယ်လို့ဒေသပြည်သူတွေက ပြောပြပါရယ်စတင်မာလာ22ရက်နေ့သကောင်းရံအချိန်ကမြစ်ကြီးနားမြို့စစ်တပ်ဘူးရက်ွက်တွင်အမျိုးသမီးဘော်ဒါဆောင်တစ်ခုကိုအကြမ်းဖက်တပ်ကတပ်သားအောင်မျိုးခန့်ကလက်နက်ကင်ဝင်ရောက်ပြီးဘော်ဒါဆောင်မှာနေတဲ့မိန်းကလေးတွေစီကနေ ငွေနဲ့ဖုန်းတွေကိုတောင်းယူခဲ့တာလည်းဖြစ်ပါတယ်။မိန်းကလေးတွေကငွေနဲ့ဖုန်းတွေမရှိဘူးလို့ညင်းဆိုတဲ့အခါမှာတော့အဝတ်အစားတွေကိုချွတ်ကိုင်းပြီးမဖွံ့မရလွတ်ဆောင်ခဲ့လို့လည်းသိရှိရပါတယ်။အဲလိုမဖွံ့မရလွတ်ဆောင်ပြီးရတဲ့နောက်မှာမိန်းကလေးနှစ်ဦးကြားမှာဝင်ရောက်အိတ်ဆက်စင်တွင်မိန်းကလေးတဦးကစစ်သားအောင်မျိုးခန့်ရဲ့လက်လက်ကိုလှုပ်ယူထွက်ပြေးပြီးပဝန်းကျင်ကို အော်ဟစ်အကြောင်းကြားခဲ့ရတာကနေ ပြည်သူတွေကစစ်သားအောင်မျိုးခံကိုဝိုင်းဝန်းဖမ်းဆီးလိုက်တာလည်းဖြစ်ပါတယ်။အဲဒီလိုဖမ်းဆီးရရှိခဲ့တဲ့တပ်သားအောင်မျိုးခံကိုအကြမ်းဖက်စစ်တပ်လက်အောက်ကဆက်ရဖတ်တပ်ဖွဲ့ကလာရောက်ခေါ်ဆောင်သွားတာကြောင့်အနှံပေးလိုက်တယ်လို့လည်းသိရှိရပါတယ်။လက်ရှိမှာတော့မြကြီးနားမြို့ပေါ်မှာခိုးဆိုးလူရဲမှုတွေလူသတ်မှုတွေမကြာခဏဖြစ်ပေါ်နေရတာဟာ အာနာသိအကြက်ပဲစစ်တက်နဲ့အပေါင်းပါတွေကလှုပ်ဆောင်နေတာဖြစ်တဲ့အတွက်အထူးဂရုစိုက်နေထိုင်ကြဖို့ပြည်သူအချင်းချင်းတိုက်တွန်းပြောဆိုနေကြတယ်လို့လည်းသိရပါပါရှင်။ မကွေးရတဲ့တပုတ်ကိုတက်ဆက်ပေးကြပါရယ်မကွေးတန်းပခုတ်ကူမြို့ပေါ်ကမြမမိရထားကွန်ကရစ်ဇလီဖားတုံးစက်ရုံမှာတက်ဆွဲထားတယ်စစ်တပ်နဲ့ရတက်ဖွဲ့ကိုဝင်းရောက်တက်ခတ်ရာမှာရဲလေးဦးဟာတိတ်သွားပြီးတနက်၃လက်နဲ့ခရမ်းတွေကိုတင်းဆဲရမိတယ်လို့ပခုတ်ကူ Special Task Force ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်စတင်ပါလ22ရက်နေ့မနေ့အစောပိုင်းကပခုတ်ကူမြို့ယထာဘူတာနေမြမမိရထားကွန်ကရစ်ဇလီဖားတုံးစက်ရုံအတွင်းမှာတက်ဆွဲထားတယ် အကြမ်းဖက်စစ်တပ်ကိုတော်လန်တပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီဘက်ကရဲလေးဦးဟာတေသွားတာဖြစ်ပြီး G3 တနတ်တလဲ 7.62mm G3 ကာဘိုင်တနတ်တလဲ AK တနတ်တလဲနဲ့ ကြီး90တောင်းတို့ကိုသိမ်းဆည်းရမိခဲ့တာဖြစ်ပြီးတော်လန်တဖွဲ့ဝင်တွေဘက်ကအထူးခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့လို့လည်းသိရပါဗျ။ပခုတ်ကူမြို့နယ်မှာစစ်ကော်မရှင်ကဦးစီးပြုလုပ်တဲ့အတူရောင်ရွေးကောက်ပွဲကိုစန့်ကျင်ကြောင်းပြသတဲ့အနေနဲ့ပခုတ်ကူမြို့ပေါ်မစ်ရှင်ကိုစ조사ဖော်ဆောင်ခဲ့တာဖြစ်ပြီး ပြည်သူတွေအနေနဲ့လည်းစစ်ကော်မရှင်စိတ်တန်းကြပြုလုပ်မယ်အဲ့ဒီရွေးကောက်ပွဲမှာပူပေါင်းပါဝင်တာတွင်ပြုလုပ်ဖို့အတွက်ပခုတ်ကူ special task force ကအသိပေးနှိုးဆော်ထားပါတယ်။အဲ့ဒီတက်ခိုက်မှုကိုပခုတ်ကူ special task force ပခုတ်ကူမြို့နယ်တရင်တဲပောက်ကဖကရဲဘော်ဒီဥဆောင်တဲ့တော်လန်ရဲဘော်ခုနှစ်ဦးတို့ကလှုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်ရှင်။ ကရင်ပြည်နယ်တိုင်းတပုတ်ကိုတက်ဆက်ပေးကြပါရယ်။ကရင်ပြည်နယ်ကွန်ကရစ်မြို့နယ်အင်းကြီးရွာဘက်မှာရပ်ပောင်း20ကျော်ကြာတိုက်ပွဲဆက်လက်ပြင်းထန်နေပြီးအကြမ်းဖက်စစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုများပြားနေတာကြောင့်ဖုန်ကြီးကျောင်းစတင်ကျောင်းနယ်နေအိမ်တွေကိုရှုံးမဲမဲပြီးဇက်တိုင်မိရှုံနေရလို့ကရင်စည်သတင်းမြစ်ကရန်ကုန်ခေတ္တမီဒီယာကိုပြောပါရယ်။ပြီးခဲ့တဲ့စက်တင်ဘာလ20ရက်နေ့နဲ့21ရက်နေ့တို့မှာလဲအကြမ်းဖက်စစ်တပ်နဲ့ KNL ပူးပေါင်းတပ်တို့ကြား အင်းကြီးရွာဘက်မှာတိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီးအကြက်ဖက်စစ်တပ်ဘက်ကအယောက်30ဟာသေဆုံးသလိုဒဏ်ရာရှိသူအယောက်20ခန့်လည်းရှိတယ်လို့လည်းသိရှိရပါတယ်။အဲဒီတိုက်ပွဲအတွင်းမှာသေဆုံးခဲ့တဲ့စစ်သားအလောင်းတွေနဲ့ စစ်မှုထမ်းတပ်သားတွေရဲ့အလောင်းတွေကိုစစ်တပ်ကပြန်လဲကောက်ယူခြင်းမရှိပေမဲ့လည်းစစ်အရာရှိအလောင်းတွေကိုသာလိုက်လံကောက်ယူခဲ့တယ်လို့လည်းသိရှိရပါတယ်။အဲဒီနောက်မှာဂျိုင်းရွာကြီးတင်ကြိုင်မှာတကြိုခဲ့ပြီးဒဏ်ရရှိတဲ့စစ်သားတွေကိုတော့ဖမ်းအံတောင်ကလေးဆေးရုံကိုကားနဲ့တယ်ဆောင်သွားတယ်လို့လည်းသိရှိရပါတယ်။ကော့ဂရဲမြို့နယ်အင်းကြီးရွာနဲ့ကျုံပိုင်းရွာကိုစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ကို DKBA နဲ့ BGF တပ်တွေကဥဆောင်လမ်းပြနေတာဖြစ်ပြီး ထိတွေ့တိုက်ပွဲတွေဟာအောက်ဂတ်စ်လ30ရက်နေ့ကနေစက်တင်ဘာလ21ရက်နေ့ထိပြင်းထန်စွာဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။အဲဒီအင်ဂျီယွာနဲ့ဂျုံပိုင်းယွာတိုက်ပွဲတွေအတွဲမှာအကြမ်းဖက်စစ်တပ်ဘက်ကတရားဝန်ကျင်ဟာထိခိုက်တိုက်ဆုံထားပြီးအချင်းချင်းတက်လန်က၈ဆက်မတိုးနိုင်ဘူးလို့လည်းသိရှိရပါတယ်။အဲဒါကြောင့်စစ်တပ်ဘက်ကလေရင် drone တွေနဲ့ဘုံကျဲခြင်းလက်လက်ကြီးတွေနဲ့ပစ်ခတ်တာတွေကိုဇက်တိုက်လှုပ်ဆောင်နေတာဖြစ်တယ်လို့ဖုန်ကြီးကြောင်စာတင်ကြောင်တွေနဲ့ လူနေအိမ်တွေကိုမြေပြင်စစ်ကြောင်းက ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးနေတာဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။ဒီတစ်ခါမှာတော့ကချင်ပြည်နယ်ဆော့လော်မြို့နယ်လန်ဆယ်ကျေးရွာကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲတက်ခရာမှာကလေးငယ်တအုပ်အပါအဝင် ပြည်သူ၃ဦးဟာတိုက်ဆုံခဲ့ရလို့ KIA စစ်ရေးသတင်းမြစ်ကရန်ကုန်ခေတ်မီဒီယာကိုပြောပါရတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ22ရက်နေ့က လန်ဆယ်ချင်းရွာကိုစစ်တပ်ကလေကြောင်းကနေဘုံကျဲတက်ခတ်ခဲ့ရမှာကလင်းငယ်တွေစော်ကစားနေတဲ့နေရာမှာဘုံကျရောက်ပေါက်ကွဲသွားခဲ့ပြီးကလင်းငယ်တို့အမျိုးသားတို့အမျိုးသမီးတို့စုစုပေါင်း၃ဟာတစ်ဆုံးခဲ့ရကာနှစ်ဦးဟာဒဏ်ရာရှိခဲ့လို့လည်းသိရှိရပါတယ်အလားတူကချင်ပြည်နယ်ဆော့လော်မြို့နယ်လာရီစင်ဒေသမှာလည်း KIA နဲ့စစ်တပ်အကြမ်းမှာတိုက်ပွဲဖြစ်ပွားနေစဉ်တွင်စစ်တပ်ကမှားယွင်းဘုံကျဲချတဲ့အတွက်ကြောင့် ပြည်သူစစ်နှုတ်ဟာတည်ဆုံးခဲ့ရလို့လဲ KIA စီးသတင်းမြစ်ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြပြပါဗါးစတဲ့ဘာလ20နေ့ကနေစတဲ့ကစော့လော်မြို့နယ်လာရီစင်ဒေသကိုခေါလံဖူးမြို့ဘက်ကနေဝင်ရောက်လာတဲ့အကြက်ဖက်စစ်သားပြည်သူစစ်ပူပေါင်းစစ်ကြောင်းကို KIA ပူပေါင်းတပ်ဖွဲ့တွေကတိုက်ခတ်ခဲ့ရမှာအကြက်ဖက်စစ်ကောင်စီတပ်ဘက်က အထင်အပြီးလေကြောင်းကနေဘုံကျဲတိုက်ခတ်နေတာလည်းဖြစ်ပါတယ်အဲလိုဘုံကျဲတိုက်ခတ်မှုအတွင်းမှာအကြက်ဖက်စစ်တပ်ကမှားယွင်းဘုံကျဲမှုကြောင့် ြည်သူ၁၂ဦးဟာတည်ဆုံးခဲ့ရတာလည်းဖြစ်ပါတယ်။ကချင်ပြည်နယ်ခေါလံမိုးမြုံနယ်လာရီစင် ပြည်သူစစ်စခန်းနယ်ခရန်ဒီထန်းပြည်သူစစ်စခန်းတို့ကိုကချင်လူမျိုးရေးတပ် KIA PDF ပူတာဟုနဲ့ခါရာဘို ပြည်သူကာကွယ်ရေးတပ်ဖွဲ့ KPF ပူပေါင်းတပ်ဖွဲ့တို့က2024ခုနှစ်အတွင်းတိုက်ခိုက်သိမ်းပိုက်ရရှိထားတာလည်းဖြစ်ပါရဲ့ရှင်။ ဇကန်အတန်းတပုတ်ကိုကြည့်အောင်ပါဇကန်တန်းတမူးမြို့နယ်မြို့သိမြို့ခမရ340ခွန်တရင်ကစစ်မှုတန်းအပတ်စဉ်တတန်းစဲဒုတက်ချက်တူဟာတနက်တလက်နဲ့ခရမ်းတွေကိုယူဆောင်လာပြီးအလင်းဝင်ရောက်လာတယ်လို့တမူးခရမ်အမှတ်2တရင်ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်မီဒီယာကိုပြောပါတယ်ဩဂတ်လ3ရက်နေ့မှာမြို့သိမြို့ကျုံးမင်သာရွာမှာ SN ရှမ်းနေတက်ရဲ့အကူအညီနဲ့ အခိုင်မာတက်ဆွဲထားတဲ့ခမရ340ခွန်တရင်ကဒုတက်ကျက်တန့်စင်ဦးဟာတနက်တလက်နဲ့ခရမ်းတွေကိုယူဆောင်လာပြီးတမိုးခရံအမှတ်နဲ့တရင်ထံကိုအလင်းဝင်ရောက်လာတာဖြစ်တယ်လို့လည်းသိရှိရပါတယ်။အဲလိုအလင်းဝင်လာတဲ့ဒုတက်ကျက်တန့်စင်ဦးဟာခမရ340ခွန်တရင်ကဖြစ်ပြီးစစ်မှုထံအပတ်စဉ်တစ်ကဖြစ်တယ်လို့လည်းသိရှိရပါတယ်။သူနဲ့အတူ MA1 တလက် G-box တစ်ခု 9.56ကြည25ရောက်ကိုယူဆောင်လာကအလင်းဝင်ရောက်လာခဲ့တာလည်းဖြစ်ပါတယ်။အခုလို အလင်းဝင်ရောက်လာသူဒုတက်ကျက်တန့်စင်ဦးကိုတမိုးခင်ရအမှတ်နှစ်တရင်ကငွေကျပ်သိန်း90ကိုဂုံပြုစုငွေဖြင့်ချိမြင့်ပေးအပ်ခဲ့ပြီးသူသွားလူရကိုပို့ဆောင်ပေးမယ်လို့လည်းတမိုးခင်ရအမှတ်နှစ်တရင်ကတာဝန်ရှိသူတို့ကပြောပြပါဗျ။စစ်မှုထမ်းအပတ်စဉ်1တင်နန်းတယောက်ခဲ့တဲ့ဒုတက်ကျက်တန့်စင်ဦးဟာစစ်တပ်နဲ့အုပ်ချုပ်ရေးအဖွဲ့ကစစ်မှုထမ်းခြင်းအဖြစ်တောင်းခံတယ်။ ငွေကျပ်73သိန်းကိုမပေးချင်တာကြောင့်စစ်တပ်ထဲကိုဝင်လာခဲ့သူဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။အခုနောက်ဆုံးတင်ဆက်ပေးချင်တဲ့သတင်းတစ်ပုဒ်ကတော့ထိုင်းနိုင်ငံမှာဖမ်းဆီးခံရပြီးမြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်စင်မှာအကြက်ဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့တယ်။ စစ်မှုထမ်းတပ်သားတွေခုနှစ်ဦးဟာအလင်းဝင်ရောက်လာတယ်လို့ KNU ကသတင်းထုတ်ပြန်ထားပါတယ်။သတင်းပါလ18ရက်နေ့မှာပလောင်မြို့အခြေဆိုင်အကြမ်းဖက်စစ်တပ်ရဲ့အမှတ်7တိုင်းဘ ਹੁ လေ့ကျင့်ရေးတင်းနှံကြောင်းကစစ်မှုထမ်းတပ်သားတွေခုနှစ်ဦးဟာကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL တပ်မဟာလေးလက်အောက်ခံ KNDO တရင်ခေါ်တက်ခွဲငါထံကိုလက်နက်မဲ့အလင်းဝင်ရောက်လာခဲ့ကြတာလည်းဖြစ်ပါတယ်။အလင်းဝင်ရောက်လာတဲ့စစ်မှုထမ်းတပ်သားတဲ့ခုနှစ်ဦးဟာထိုင်းနိုင်ငံအတွင်းအလုတ်သွားလုပ်စင်မှာအဖမ်းခံခဲ့ရပြီးထိုင်းနိုင်ငံကနေတဆင့်မြန်မာနိုင်ငံကိုပြန်လည်ပို့ဆောင်စေမှာ အကြမ်းဖက်စစ်တပ်ကအတင်းအဓမ္မပေါ်တာဆွဲဖမ်းဆီးပြီးပြည်သူစစ်မှုထမ်းတင်နန်းကျောင်းကိုပို့ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။အကျောင်းအမျိုးမျိုးကြောင့်မတရားစစ်မှုထမ်းခိုင်းစေခံရတဲ့အကြက်ပဲစစ်တဲ့အတွင်းကတပ်သားတွေအနေနဲ့လည်း ိမိတို့နဲ့နီးစပ်ရာတော်လန်းတွေစီကိုရရနီးနဲ့လက်လက်ချအလင်းဝင်ပူပေါင်းကြဖို့ကိုလေ KNU ဘိတ်တော်ဝဲခရမ်းကတည်င်းထုတ်ပြန်ထားပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်တည်းရဲ့မနက်ခေတ်တည်းနေကိုတက်ဆက်ပေးရပါကျေးဇူးပေးတဲ့ကျေးဇူးတင်ပါတယ်ရှင်ကျမများပါ။